Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ကျွန်တော်ဒီဗီဒီယိုတပုတ်တင်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ဗာပြောထားလဲဆိုလို့ရှိရင်တော့ ကိုပိုင်ဗီဒီယိုလှုပ်ဆောင်မလို့ပဲနဲ့ Facebook ကနေဝင်ငွေရှန်နီကိုပိုင်ဗီဒီယိုလှုပ်ဆောင်မလို့ပဲနဲ့ YouTube ကနေဝင်ငွေရှန်နီပေါ့နော် Corporate video တွေကို Corporate looking အောင်ဘလို့ edit လုပ်ပြီး page မှာတင်ပြီးမှ content monetization ကိုဝင်ငွေရှာသွားရမယ်ဆိုပြီးမှကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ဒီ video ဖိုင်ကြည့်ပြီးမှတော်တော်များများလဲအဆင်ပြေကြတယ်တော်တော်များများလဲကျွန်တော် video ဖိုင်အတန်းကြည့်ပြီးမှလှုပ်ဆောင်ပြီးမှ content monetization နဲ့ဝင်ငွေရလူတွေအများကြီးရှိတယ်တချို့ original creator ရဲ့ကျွန်တော်နည်းနည်းလေးထိခိုက်တာမျိုးရှိရပေါ့နော် comment မှာဆိုရင်ခိုးနီးတင်ပေးတာတို့ဘာတို့ည ာတို့ပေါ့နော်ဒါကြတော့မဟုတ်ပါဘူးကျွန်တော်တက်မြောက်တဲ့ဥစ္စာကျွန်တော်တင်ပြတဲ့ဖြစ်ပါတယ်လူတွေကအမျိုးမျိုးရှိပါတယ်ခင်ဗျာပေါ့နော်တချို့ကြတော့လေဒီကိုပိုင်အလုပ်စီရှိတယ်ညနေခင်းနိုင်တစ်ပတ်နှစ်ပတ်လေးပဲအချိန်ရတယ်အဲ့ဒီအချိန်ရတဲ့ဥစ္စာလေးမှာကျွန်တော်တို့ဒီ online ကနေဝင်ငွေဘယ်လိုရှာသွားရမလဲ YouTube ကနေဝင်ငွေဘယ်လိုရှာသွားရမလဲဆိုပြီးကျွန်တော်အားလုံးဒီ video file မှာကျွန်တော်ရှင်းပြပြောပြပေးထားတာဖြစ်ပါတယ်ခင်ဗျာနော်ကျွန်တော်ကိုယ်တိုင်သူများ video ယူပြီးမှမတင်ပါဘူးဒါပေမဲ့ live group အနေနဲ့ကျွန်တော်ပြပွေရ page to group ဖွင့်ပြီးမှကျွန်တော်လောက်တာမျိုးတော့ရှိတယ်အဲ့တွဲတကယ်ဝင်ငွေ ွေရမရဆိုပြီးတချို့တွေကလည်းလာမေးကြတယ်အကိုဒီလိုလို့တကယ်ဝင်ငွေရလားအကိုကကျွန်တော်ကို fake ပြတာလားဒါမှမဟုတ် skin shot အတုတွေကိုပြတာလားလို့လာပြီးပြောတဲ့လူတွေအတွက်ဒီဗီဒီယိုမှာ live group အနေနဲ့ဝင်ငွေတကယ်ရအကြောင်းကိုကျွန်တော်တခါတည်းပြပြီးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ page တစ်ခုဖွင့်လိုက်မယ်ဒီ page တစ်ခုကျွန်တော်ဖွင့်လိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာကို tab အစ်စ်ကျွန်တော်ဖွင့်လိုက်ပါမယ် tab အသစ်ဖွင့်လိုက်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီဖက်တစ်ချက်သွားကြည့်မယ်ဒီ page မှာဆိုရင်အားလုံးတင်ထားတဲ့ content တွေကကိုယ်ပိုင် content မဟုတ်ဘဲနဲ့အခြား social media content တွေကို download ဆွဲပြီးမှပြန် edit လုပ်ပြီးမှတင်ထားဖြစ်ပါတယ် edit လုပ်တဲ့ software လည်းဒီ software ဖြစ်ပါဒီမှာလည်းတပုတ်ကျွန်တော် edit လုပ်ပြပြီးမှပေါ့နော်အိမ်ဆုံးတော့ကျွန်တော်ပြပေးပါမယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီမှာဆိုရင် business switch ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်ပြီးဆိုရင်ဒီမှာ monitoring tool လို့ကျွန်တော်တစ်ချက်သွားကြည့်ပါမယ်ခင်ဗျာနော်အဲ့တော့တစ်ချက်လာမယ်ဒီမှာ monitoring tool တစ်ချက်နေလိုက်မယ် ဘာမှ skip လည်းမလုပ်ထားဘူးဘာမှလည်း cut တယ်မလုပ်ထားပါဘူးခင်ဗျာကျွန်တော်ဖက်ကအင်တာနက်နည်းနည်းလေးနေလို့စောင့်ပြပါဒီမှာတစ်ချက်ကြည့်မှဆိုရင်129ဒေါ်လာဒသမ98ဆိုဒါကြတော့ last 28ရက်အတွင်းမှာရတဲ့ဝင်ငွေပဲဖြစ်ပါတယ်ခင်ဗျာနော်28ရက်အတွင်းမှာရတဲ့ဝင်ငွေဖြစ်တဲ့အဲ့အတွက်ဒီဥစားပို့ပြီးမှတေချာအောင်ကျွန်တော်တစ်ချက်ပြန်မပြပြီးမယ်အဲ့အတွက်ကျွန်တော် view content moderation တစ်ချက်နေမယ် ဒီမှာတစ်ချက်ကြည့်မှဆိုရင်369ဒေါ်လာရတယ်ပေါ့နော်ဒီမှာဆိုရင် last 28 day ဥစားရတာဖြစ်ပါတယ်ကိုပိုင်ဗီဒီယိုလောက်ဆက်မလို့ပင်နဲ့သူများဗီဒီယိုတင်ပြီးမှရတဲ့ဝင်ငွေတွေဖြစ်ပါတယ်ခင်ဗျာနော်ဒီဥစားကိုကျွန်တော်ရက်60ဘာညာတွက်ပြပြီးမှဆိုရင်တော့ဒေါ်လာအရန်များတော့ခင်ဗျာဒါကြတော့28ရက်အတွင်းမှာ369ဒေါ်လာဆိုရင်ညမာငွေနဲ့တွက်လိုက်ပြီဆိုရင်ဘလောက်ရတယ်ဆိုတာကိုယ့်အကူချင်းကြည့်သွားလို့ရပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်တစ်ချက်ပြန်ဒီဖက် back ဆိုပြီးမှပြန်ပြပြပြီးမယ် ဒီမှာတစ်ချက်ကြည့်မယ်ဆိုဒီလောက်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီမှာဆို last 90 day ကိုဆိုကျွန်တော်တစ်ချက်ပြပေးလိုက်ပါမယ်ခင်ဗျာနော်ဒီမှာနော် last 90 day ဟိုကျွန်တော် last 90 day ကိုဆိုဒီမှာပေါ့နော် last 90 day ဖြစ်တဲ့ဒီမှာတစ်ချက်ကြည့်မယ်ဆိုဒေါ်လာ900,000 ဒေါ်လာ4000ဆိုရင်ဘယ်လောက်ရမယ်ဆိုရင်မြန်မာငွေနဲ့ကိုကိုတိုင်တွက်လို့ရပါတယ်ရက်60အတွင်းမှာဒေါ်လာ6000ကျော်ရတယ်ဆိုတော့စာနဲတဲ့အမောင့်တော့မဟုတ်ဘူးเนาะမြန်မာငွေနဲ့တွက်မယ်ဆိုရင်ကိုပိုင်ဗီဒီယိုလုတ်ဆက်မလို့ပဲနဲ့သူများဗီဒီယိုအက်ဒစ်လုပ်ပြီးမှဝင်ငွေရှာလို့ရတယ်ပြောမစင်သူများဗီဒီယိုဘလိုင်းဒေါင်းလုဒ်ဆွဲပြီးတင်လာတော့မဟုတ်ဘူးသူများဗီဒီယိုပြန်ယူလာပြီးမှကျွန်တော်ကလည်းပြန်ကိုယ့်ရဲ့ own account ညံနဲ့ limit at value လို့ပြီးပြန် edit လုပ်ပြီး page မှာတင်ပြီးဝင်ဝင်ရှာတယ်။ Facebook ကလည်းတရက်ဝင်ခွင့်ပြုပေးထားပါတယ်ခင်ဗျာနော်။ဒါရိုက် copy ကူပြီး တင်ပိုင်ခွင့်တော့လုံးဝမပေးဘူး corporate လာမယ်ဒါပေမဲ့ copy video တွေကိုပြန်မှ reactivate လုပ်ပြီးကိုယ်ကိုယ်တိုင်ပြန် edit လုပ်ပြီးမှ page မှာတင်ပြီးမှဝင်ဝင်ရှာလို့ရပါတယ်ကျွန်တော်ပြောချင်တဲ့ဥစ္စာဒီဥစ္စာပဲအားလုံးကကိုလုတ်တဲ့ရင်လုတ်တဲ့လို့ဝင်ဝင်ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်အားလုံးရှင်းပြပေးထားပါတယ်ကျွန်တော်ဗီဒီယိုတစ်ပုတ် active ဆိုရင်အဲ့ဒီဗီဒီယို page မှာတင်ပြီး content moderation နဲ့ဝင်ဝင်ရှာမယ် အဲ့ဒီဗီဒီယိုပဲပြင်ပြီးမှ Facebook account မှာတင်ပြီးမှလည်း content moderation နဲ့ဝင်ခွင့်ရမယ်အဲ့ဒီဗီဒီယိုပဲ YouTube channel မှာတင်ပြီးမှ YouTube moderation နဲ့ဝင်ခွင့်ရမယ်အဲ့ဒီဗီဒီယိုပဲ TikTok မှာတင်ပြီးမှဝင်ခွင့်ရမယ်လေးနေရာလောက်ကနေဝင်ခွင့်ရလို့ရပါတယ်ဗီဒီယိုတပုတ်အဲနဲ့ပေါ့နော်တချို့ကျတော့ကိုယ်ပိုင်အလုပ်တွေရှိတယ်ညနေခင်းနိုင်တပတ်နှစ်ပတ်လောက်ပဲအချိန်ပေးရတယ်ဆိုရင်ဒီဗီဒီယိုဖိုင်အတန်းကြည့်ပြီးသွားမယ်ဆိုရင် night တပတ်တော့မကြောက် night web အတွင်းမှာပဲဗီဒီယိုတပုတ် download ဆက်ပြီး edit လုပ်ပြီး page မှာတင်ပြီး YouTube channel မှာအားလုံးတင်ပြီးမှ AC အနားယူလို့ရပါတယ်လာကုန်လို့ ရှိရင်တစ်လစာ Facebook ကပေးတဲ့လစာတစ်လကိုဒေါ်လာ300 400ရရတဲ့ဆိုရင်မနှဲပါဘူး။ဒါမှန်အလုတ်ထက်ဆိုင်ရင်တော့ဝင်ငွေပို့ပြီးရပါတယ်။ဒါပေမဲ့ဒီအလုတ်တစ်ခုတည်း focus လုပ်ပြီးသွားပါလို့ပြောပါဒီအလုတ်လုပ်ပါကိုလုံနေအလုတ်လည်းလုပ်ပါခင်ဗျာနော်။အားလုံးကျွန်တော်ပြောပြပေးရတဲ့အကြောင်းအရာ motivation ဖြစ်အောင်ဆိုပြီးမှကျွန်တော်ပြောပြပေးတယ်။ကျွန်တော်ဗီဒီယိုချိန်နေတဲ့တည်းဆိုရင်တော့ခရုပေါင်းများစွာမရှင်းလို့ပြပါအားလုံးမျှဝေပေးကြပါဒီဗီဒီယိုကြည့်ပြီးမှအားလုံးပဲဝင်ဝင်ရှာနိုင်ပါစေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်